ဒီကဗီဒီယိုမှာဒီရွှေမမကင်မရာမှာနံပါတ်1ပိုဆွဲနေတဲ့ Huawei ရဲ့ Pura 80 Ultra ဆိုတဲ့တကယ်အကျဉ်းစားပါဗျာပြောရရင် Huawei ရဲ့ latest and greatest လို့ပြောလို့ရတဲ့ဖုန်းဒီဖုန်းရဲ့အကြောင်းလေးကိုနည်းနည်းပါလို့လို့ရှင်းလေးပြပြဒီဖုန်းကသူ့ရဲ့ big quality design နဲ့တော်တော်လေးလက်ထဲမှာခံရတာတကယ် premium ဆန်တဲ့ဖုန်းပြီးတော့ demo နားနန်းကပ်လိုက်ပြီဆိုတာ ਨੇ ဒီဖုန်းကဈေးကြီးတယ်ဆိုတော့ file မျိုးကိုရတဲ့ဖုန်းလိုတောင်ပြောလို့ရတယ်ပြောရရင် Lazy Sun နဲ့ Flash Sheet ဖုန်းတစ်လုံးပေါ့ဗျာတော်တော်လေးကိုမှဒီဇိုင်းပိုင်း big quality ပိုင်းတော်တော်လေးခံရတာမှိုက်တယ်အဲပြောဒီဖုန်းရဲ့အသက်ကတော့ကင်မရာပေါ့ကင်မရာကတော့ဒီကောက်မှာထည့်ပေးထားတာက50 megapixel main camera တစ်လုံးပါတယ်ပြီးရင်50 megapixel periscope telephoto တစ်လုံးပါတယ်ပြီးရင်12.5 megapixel periscope telephoto နောက်တစ်လုံးထပ်ပါသေးရဲ့အဲပြီးတော့40 megapixel အထောက်ပိုင်းပါသေးတယ်။ဆယ်ဖီယောတတိမိကပါဆယ်ပဲ။ပုံတွက်တွေကလည်းတော်တော်လေးကိုမှမိုက်တယ်။အဓိကသဘောချမိတာကသူ့ရဲ့ point and shoot တွေလည်းစာလို့ရှင်ပေါ့နော်။ portrait တွေ portrait ပုံနဲ့တော်တော်လေးကိုမှလမ်းတယ်။အဲဘယ်လိုပဲဖြစ်ဒီ Huawei ရဲ့ Pura 80 Ultra နဲ့ရိုက်တဲ့ပုံတိုင်းကတော့တော်တော်လေးကိုမှပုံထွက်အနေထားရတာကင်မရာနဲ့ရိုက်ထားရလားဘာလားထင်ရတယ်ဒီကောင်ရဲ့ bokeh ဖြတ်တာတွေပုံထွက်တွေတော်တော်လေးကိုမှ ြမ်းတယ်။ဆိုတော့ကျွန်တော်တို့တွေသူ့ရဲ့ display ဘိုင်းကိုဆက်ပြီးတော့တွောင်းအောင်။ display မှာဆိုရင်ဒီကောင်က6.8 inch ရဲ့ LTPO OLED ကိုသုံးပေးထားတဲ့ 120Hz နဲ့ရမယ် HDR Vivid Display ပါမယ်။ Pipe နဲ့နဲ့3000 nits ရှိတယ်။ Display ဘိုင်းကလည်းပြောရမယ်ဆိုရင်တော့တော်တော်လေးကြည့်ရတာအဆင်ပြေတယ်လို့နေရာအောင်မှာကြည့်ရခါတော့ ပြတ်သက်တာကြည်တည်လင်ရှိရတိတ်ပြီးတော့နေရန်ပူလို့အရန်လင်းလို့ဆိုပြီးတော့မျက်စိအနှောက်ရှက်ဖြစ်တာမျိုးတိတ်မရှိဘူးတိတ်အနှိုင်းမဖြစ်ဘူးပေါ့ပြောမယ်ဆိုလို့ရှင် display ကတော်တော်လေးကိုမှကောင်းတဲ့အနေထားမှာရှိတယ်ဒီကောင်ရဲ့ performance ကိုတလက်စားလဲဆက်ပြောမယ်ဆိုရင်တော့ဒီကောင်က Kirin 920 7nm ကိုတုံးမိထားတယ်ပြီးတော့ဒီကောင်နဲ့တွဲပြီးတော့သုံးအောင်မှာက EMR နဲ့လာမှာအဲဒီကောင်က global version ဖြစ်တဲ့အတွက် EMR နဲ့လာတယ် China version မှာဆိုရင်ဒါ Harmony OS ဘာသာနဲ့လာမှာပေါ့သူရဲ့ EMR ကလည်းသုံးရတာတော်တော်လေးကိုမှအဆင်ပြေတဲ့ထဲမှာပါတယ် smooth ဖြစ်တယ်သုံးရတဲ့ဘက်လုံးဝ okay တယ်ဟောပြီးတော့အားလုံးနည်းနည်းလေးစိတ်ပူ နေကြတာဘာလဲဆိုရင်တော့ Google ရတာမရတာပေါ့ဒါကိုစစ်ပူနေကြမယ် Huawei ပြူက AD Ultra မှာ Google AAC တုံးလို့ရတယ် Google နဲ့ပတ်သက်ပြီးဘာမှပူစရာမလိုဘူးဆိုတော့ပြောရရင် display ဘိုင်းက performance ဘိုင်းက flagship level ဖုန်းတလုံးဖြစ်တဲ့အတွက်ဘာမှသိပြီးပြောစရာမလိုဘူးပြောဒီကောင်ရဲ့ Kirin 920ကလည်းပြောရရင်ဒါ Huawei ရဲ့ကိုပိုင်ချက်ဆက်ဖြစ်တဲ့အတွက်သူ့ဖုန်းနဲ့တွေ့နေသူကတော်တော်လေးကိုမှ smooth ဖြစ်တဲ့အနေအထားမှာရှိတယ် gaming တွေ ပြောမှာမတက်မှာကျွန်တော် daily use မှာသုံးတဲ့အခါမှာဒီဖုန်းကတော်တော်လေးကိုမှ comfort ဖြစ်တယ်။ပြီးတော့ဒီကောင်းရဲ့ battery life battery ကဒီကောင်က9180 mAh ကိုသုံးမိထားပြီးတော့ charging အနေနဲ့ဆိုလို့ရှိရင်100 W support လုပ်ထားသေးတယ်။ဆိုတော့ battery ကလည်းတော်တော်လေးကိုအဆင်ပြေတယ်။ speaker တွေပါဆိုလို့ရှိရင် Julia Stereo speaker တွေပဲ speaker ဘိုင်းလည်းတော်တော်လေးကိုမှ strong ဖြစ်တယ်။အတန်တော်တော်လေးကိုမှ clear ဖြစ်ပြီးတော့တော်တော်လေးကြည့်တယ်ကျဲတယ်ထဲမှာပါတယ်ပြီးတော့ဒီကောင်းမှာထည့်ပေးထားတာကကြတော့ finger print ကို side mounted finger print ကျွန်တော်ဒီ power button မှာထည့်ပေးထားတယ် သူရဲ့ဈေးတန်း45သိန်းဝင်းကျင်ပတ်ချလဲမှာဆိုလို့ရှိရင်တော့ဒါ Global Passion ဖုန်းတစ်လုံး flagship ဖုန်းတစ်လုံးနေနေကတော့ဒါသူဟန်တူမဆိုးတဲ့နေထားမှာရှိတယ်အဓိကကဒီကောင်ကကင်မရာဦးစားပေးထားတဲ့ဖုန်းဒီရွှေမမလည်းကင်မရာနံပါတ်1ရထားတဲ့ကောင် videography တွေ photography တွေဘာမှတိတ်ပြီးတော့ထွေထူးဘာမှတိတ်ပြီးပြောစရာမရှိဘူးတော်တော်လေးကိုမှခံရတာကောကြည်ရတာကောရိုက်ကတာတွေရောတုံးရတာတွေရော perfect လို့တော့ပြောလို့ရတယ်ဒီဇိုင်းကိုကြည်ရနေဒီဖုန်းကဈေးကြီးတဲ့ဖုန်းဒါမှသူရဲ့ first impression နဲ့တော်တော်လေးကိုမှ အထာကျတဲ့ဖုန်းလို့ပြောလို့ရတယ်ဒီခါဗီဒီယိုမှာအခုလူတို့အနေနဲ့ဒီ Huawei ရဲ့ Pure 80 Ultra ကိုဘယ်နေရာရေးသဘောကျတယ်ဒီကောင်ရဲ့ကင်မရာကဒီရွှေပုံမှာ number 1ဆိုတာကိုလက်ခံလာဘယ်လိုအနေထားမှာရှိလဲအတွေ့အကြုံတွေရှင်အခွက်ကမမစွန့်နေတော့ခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ပြီပါ Yangon Mobile Store